ိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးမှာဒီကနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီချိန်မှာအထူးမိုးလေဝသသတင်းကိုထုတ်ပြန်ထားပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ4:00နာရီခွဲချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာလေတုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမုတ်တုံလေအကောင်းနေခြင်းကြောင့်၎င်းအပူပြန်တက်တိမ်များဖြစ်ထုံးမှုအကောင်းခြင်းကြောင့်၎င်းဒီနေ့ညနေမှာ ဇွန်လ2ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ တို့ဖြစ်ပါ၍မိုးတိထန်စွာရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စိလက်ခြင်းမိုးတိကျွေခြင်းလေတပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးရန်တွေများဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနဲ့ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှရနိုင်ပြင်းရင်ရေချောင်းသွားလာရင်လည်းလေချောင်းပြန်တိုင်းအနေနဲ့လေကြိုတင်သတိပြုနိုင်မှရန် တတိပေးနှိုးဆော်ထားပါတယ်ရှင်။